ထိုင်းနဲ့ကမ္ဘောဒီးယားကြားဇူလိုင်24ရက်ကဖြစ်ပွားခဲ့တဲ့နယ်စပ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတိုက်ခိုက်မှုတွေစတင်ဖြစ်ပွားခဲ့တဲ့ပထမရက်မှာပင်အပြစ်ခတ်ရက်စဲဖို့အမိန်ပေးခဲ့တာမရှိကြောင်းယာယီဝန်ကြီးချုပ်ဟောင်းဖွန်တန်ဝီချာယာချိုင်းကညင်းဆိုခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ထိုင်းရဲ့အမှန်နဲ့စစ်ဒေတာတမူကောင်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဘွန်စင်ပက်ကလန်ကထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ခြင်းကဖွန်တန်ဟာဒုဝန်ကြီးချုပ်ယာဒူးနဲ့ယာယီဝန်ကြီးချုပ်ယာဒူးတို့ကိုတာဝန်ယူထားခြင်းဖြစ်ပါတယ်။တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက်6နာရီအကြာမှာထိုင်းစစ်သားတွေကိုအပြစ်ကတ်ရဲဆဲဖို့အထက်မှအမိန့်ရခဲ့ကြောင်းဒါပေမဲ့ဒီအမိန့်ကိုလိုက်နာခဲ့တာမရှိကြောင်းဘွန်စင်ကပြောကြားခဲ့ပါတယ်။ထိုင်းစစ်သားတွေဘက်ကအပြစ်ရလိုက်မယ်ဆိုပါက ထိုင်းဘက်ကအရင်နှိမ့်သွားလိမ့်မှာလို့လဲသူကဆိုပါတယ်။ ဘွန်စင်ကြီးပြောကြချက်ထွက်ပေါ်ခဲ့ပြီးနောက်ထိုင်းစစ်သားတွေကိုအပြစ်ခံရဖို့အမိန့်ကိုဘယ်သူကထုတ်ပြန်ခဲ့တယ်လဲဆိုတော့မေကွန်ဟာလူထုကြားမှာပြန့်နှံ့လာခဲ့ပါတယ်အများစုကတော့ဒီအမိန့်ကိုဖွန်တန်ကပေးခဲ့တာဖြစ်နိုင်ကြောင်းထင်ကြီးပေးနေကြပါတယ်ဖွန်တန်ဟာဇူလိုင်28ရက်ကမလေးရှားနိုင်ငံမှာကမ္ဘောဒီးယားနဲ့အပြစ်ခံရစေရေးတဘောက်တုစာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်ဒီဆွတ်စွဲချက်နဲ့ပတ်သက်ပြီးဒေသတွေကမေးမြန်းချိန်မှာဖွန်တန်ကဒီအမိန့်ကိုပေးခဲ့တာမရှိကြောင်းညင်းဆိုခဲ့ပါတယ် အဲ့ဒီလိုအမိန်မျိုးကိုထုတ်ပြန်တဲ့အချိန်မှာနိုင်ငံရေးကောင်းဆောင်တွေမပါဝင်ဘူးဆိုတာကိုကျွန်တော်အတည်ပြုပါတယ်လို့ဖွန်တန်ကသတင်းစောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါ့ပြင်ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ကြီးနတ်တဘိုနဘာနစ်ကလည်းကမ္ဘောဒီးယားနဲ့ထိုက်ပွဲဖြစ်ပွားတဲ့ပထမနေ့မှာအပြစ်ရဖို့အမိန်ပေးခဲ့တာမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ကျွန်တော်ရှင်းရှင်းပဲပြောချင်ပါတယ်။ကျွန်တော်ဟာဇူလိုင်24ရက်ကအပြစ်ခတ်ရက်ဆဲဖို့အမိန်ကိုမပေးခဲ့ပါဘူး။အခြေအနေကိုပဲစောင့်ကြည့်ခဲ့တာပါလို့နတ်တဘိုကပြောကြားခဲ့ပါတယ်။ ။ဒါကြောင့်အပြစ်ခတ်ရစေးရဲ့အမိန့်ကိုဘယ်သူကပေးခဲ့တယ်ဆိုတဲ့မေးခွန်းကိုဒင်းတောက်တွေကနက်တွင်ကိုမေးမြန်းခဲ့ချိန်မှာဒီအကြောင်းကိုပြောခဲ့တဲ့သူကိုပဲခင်ဗျားတို့မေးရပါလိမ့်မယ်။ဘသူအမိန့်ပေးခဲ့တာလဲဆိုတာကိုတော့ကျွန်တော်မသိပါဘူး။ဒုတိယမုံချုပ်ကြီးဘူစင်ကိုပဲသွားမေးကြည့်ကြဖို့လို့ဖြေကြားခဲ့ပါဗျာ။